بسم الله الرحمن الرحيم نحمده ونصلي على رسوله النبي الكريم أما بعد الحمد لله الله سبحانه وتعالى يجيز لنا جنور تعليم القرآن مولم يعني بيجي تين تو اسلام بيني اچھا امي في اسيزين اپاين تيا چاو ستون گو تول لئے تين سب بيني بي پھر بارے دیربا مالے جنور زي گو يوشي لارے ميگون دوئی تھے گا ميگون چاو کو گو يوئي چھے تين سب بي دوما پھر بارے اری ميگون نگو پھیجا بي بودا سیاہ نپا گو جنور پھیجا تھا رہے

ဒူအာတောင်းတဲ့အချိန်နှကမ်းတွေကိုလှုပ်နေဖို့အရေးကြီးပါသလားဆရာစိတ်ထဲကနေပဲတောင်းရင်ရောရပါသလားတဲ့ဘစ်မ illah ရာဟ်မန်ရာဟီမ်နာဟမဒူဟူဝနူဆလီအလာရာဆူလ်ဟီလ်ကရီမ်ဒူအာတောင်းတယ်ဆိုတာကကျွန်တော်တို့ဆွန်နတ်တရီကာယပေါ့ တမန်တော်ပြခဲ့တဲ့ပုံစံကတော်တောင်းတဲ့လူတယောက်ကကေဗလာဘက်ကိုမျက်နှာမူထိုင်ပြီးတော့လက်နှစ်ဖက်ကိုရင်ဘတ်လောင်းမြောက်ပြီးတော့နှုတ်ရှာနေတဲ့ကွာဟလာတော်တောင်းခြင်းကဆွတ်နှက်ဖြစ်တာအဒီစတန်နီမှာလာရှိတယ်ဆိုတော့အခုကမေးလာတဲ့မိကုံးကဟလာစိတ်နဲ့ပဲတောင်းတယ်ဆိုတော့ရလားဆိုတော့အလူတယောက်ကစိတ်နဲ့တော်တောင်းတယ်တောင်းလို့ရတယ်ဒါလည်းကောင်းတဲ့ အဲ့အမလီခိုင်တဲ့ခုပဲကောင်းတဲ့အမလတခုပဲဆိုတော့ဒါပေမဲ့ဒီမှာကျွန်တော်တို့တိထားမှာပါလဲဆိုတော့အဲ့ဒီမွတ်စလင်ကျမ်းရဲ့ဘာဒီဒူအာနဲ့ပတ်သက်ပြီးတော့အလမနဝဝီရဒီမှာသူရဲ့နဝဝီကျမ်းနဲ့မှာအစိုးတခုပါတင်ပြလဲဆိုတော့အမဇိကရူလီဆာနီဖကတ်ဖဟူဝအဒူအဖူလ်အစကာရီလူတယောက်ကဒူအာတောင်းတဲ့နေရာမှာဗဇက်ကပဲတောင်းတယ်စိတ်ကမပါဘူး سو ينه اري دوا غا ذكر ده ما انس ا انيرون ذكر فيدلو بيورا بو ولكن في فضل عظيم تما نوشا نه باو نه تو جاو سنت نه كاي ني ده تو جاو اري دوا ما ثواب دي امياي شي فلا دانا پتا بي حديث چانو ما لا شي ده كما جاء بالاحاديث واما ذكر اللسان ما حضور القلب افضل من القلب وحده သူအဲ့ဒီမှာဘာတင်ပြလဲဆိုတော့အကဲဒွာတောင်းတဲ့နေရာမှာနှုတ်ကောစိတ်ကောနှစ်ခုလုံးဟာလာအာယုံဆိုင်ပြီးတော့တောင်းနေစီပို့ပြီးမြတ်တယ်ဟာလာစိတ်ထဲကနေပဲတောင်းနေဗဇက်ကမပါဘူးဆိုရင်လေဟာလာစိတ်ထဲကနေပဲတောင်းနေဗဇက်ကမလုတ်ဘူးဆိုရင်အလူတယောက်ကဗဇက်ကတော့လုတ်တယ်စိတ်ကလည်းပါတယ်စိတ်ကလည်းအာယုံဆိုင်ပြီးတောင်းနေဆိုအဲ့ဒီဒွာပို့ပြီးမြတ်တယ်အဲ့တော့အကောင်းဆုံးကတော့နှစ်ခုလုံးနဲ့တောင်းတာပို့ပြီးကောင်းတာပေါ့အဲအကဲကြီးများစိတ်ကနေဥမာမိရတဲ့အချိန် စိတ်ကပဲသွားတောင်းနေဆိုရင်လည်းတောင်းလို့ရတယ်။ဒါပေမဲ့ပတ်သက်ပြီးဘာမှတော့ပြဿနာမရှိဘူး။ဒါပေမဲ့အဖဇလ်ကတော့အမျက်ဆုံးကတော့နှုတ်ကလည်းတောင်းမယ်၊စိတ်ကလည်းအရာကိုအာယုံဆိုင်ပြတော့နှစ်ခုလုံးတွဲပြတော့တောင်းနေဆိုပြီးပို့ပြတော့ကောင်းတာ။ဒုတိယမိကုံးကိုဆရာမူတီအဗ်ဒူလလာကဖြေချပေးပါဆရာ။မိတ်ဆွေတို့ကမိထားပါတယ်။ဒူအာတောင်းတဲ့အခါလက်ကိုဘယ်လိုထားသင့်ပါတလဲ။ဘယ်လောက်အထိမြှောက်ထားရမလဲ။လက်ချောင်းတွေကိုတစ်ချောင်းနဲ့တစ်ချောင်းဘယ်လောက်ခွာထားရမလဲဆရာ။ بسم الله الرحمن الرحيم وبالله التوفيق بخاري جمع كتاب الدعوات ما لاشير وقال أبو موسى الأشعري رضي الله تعالى عنه دعا النبي صلى الله عليه وسلم ثم رفع يديه ورأيت بياض إبطيه تبقى تمنم يجي صلى الله عليه وسلم قد دعا دونك ملقو ميعوده တမန်တော်လက်ပြီးဒီလောက်အမြင့်မြောက်လိုက်တယ်တမန်တော်ရဲ့ဒီဂျိုင်းမှာရှိတဲ့ဂျိုင်းကြားမှာရှိတဲ့ဒီအဖြူကိုပါမြင်ရတယ်တဘောကလက်ကိုမြင့်မြင့်တမန်တော်မြောက်ပြီးတော့တွာတောင်းတယ်အဲ့ဒီတိုင်းပဲအဘူဒါဝုဒ်ကျမ်းမှာလာရှိတယ်အနစ်ဆာအိဘိဘနယဇီဒ်အန်အဘီဟီအန်နဘီယဆလလောဟူအလိုင်းဝဆလမ်ကာနအီဇာဒါအာဖာရဖာယဒိုင်ဟီဖမဆဟဝဂျဟူဘီယဒိုင်ဟီတမန်တော်မြတ်ဆလလောဟူအလိုင်းဝဆလမ်တွာတောင်းတဲ့အခါမှာလက်ကိုမြောက်တယ် ပြီးတော့ကိုမျက်နှာကိုပုတ်တယ်ဆိုပြီးတော့လာရှိတယ်အဲ့တော့တမန်တော်သူဟာတောင်းတဲ့အခါမှာလက်မြောက်တယ်ဆိုတဲ့ဟာဒီစ်တွေအများကြီးရှိတယ်ဟာဒီစ်အများစုမှာတမန်တော်လက်ပဲထိမြောက်လဲဆိုရင်ယင်ဘက်ထိမြောက်အဲ့တော့တချို့ဟာဒီစ်မှာတမန်တော်ပခုံးထိမြောက်တယ်တချို့ဟာဒီစ်မှာအခုနပြောသလိုလက်ကိုဒီလောက်အမြင့်မြောက်လိုက်တယ်ဟလာဂျိုင်းကြီးကပါပေါ်သွားတယ်အဲ့ဒီနေရာထိမြောက်ဖို့ဆိုတာကဟလာပုံမှန်အဖြစ်လက်ချောင်းတွေကမျက်နှာနဲ့တညီအဲ့လောက်လောက်ခေါင်းလောက်အဲ့လောက်လောက်မြောက်မှပဲရမယ် အဲ့တော့များသောအဖြစ်တမန်တော်မြောက်တော်ကဒီပုံစံဖြစ်တယ်အဲ့တော့ပုံမှန်အဖြစ်တော့လက်မြောင်းဝမဲ့နေရာဒီယင်မက်နဲ့တညီတဲ့ဖြစ်တယ်လက်လေးတွေကတော့ဟာလာနည်းနည်းလေးခြေထားခြင်းကပိုကောင်းတယ်လက်ချောင်းလေးတွေပုံမှန်ထားမယ်လက်နှစ်ခုနည်းနည်းလေးခြေထားမယ်လုံးဝဒီလိုစီးပြီးတော့တောင်းရင်လည်းဘာမှပြဿနာမရှိဘူးတောင်းလို့ရတယ်နည်းနည်းလေးခြေထားခြင်းကပိုကောင်းတယ်ယင်မက်နဲ့အညီကဒါပုံမှန်အနေထားဖြစ်တယ်ဒါပေမဲ့တစ်ခါတစ်ခါကျရင်အရန်ကိုယူကျိုးရတဲ့တီးတဲ့အခြေအနေတွေရှိတယ် अरी हारिया बारिले सुई मूसुपन सलातुल इस्तिस्का भर मूसुपन है खामा दुआताओं ना रो अलो बे अरफात कुएं ये मामिया दो आप ही यूचो भी दुआताओं वाले नहीं आप फिर तो मैंने मियाँ सल्लल्लाहु अलैहि वसल्लम ले, ले ताऊ कह रहे अरे हाँ ने पता रे हदीस माले अरे दायमे लाशी रे तो मनो ये दिलो जाइन यार ही मिया रे सुबिरो और अलो अतीजा नियारे मारो लगो उनालो पोमंत है पोमियाँ बिरो अलापकाऊ ने अन्य दो महो म्यान ने अन्य साथ भी दलाउ थी မြောက်ပြီးတောင်းခွင့်ရှိတယ်။အလိုမှမဟုတ်ပဲတခြားသောဒီဟာတွေကလွယ်ပြီးတခြားသောပုံမှန်ရိုးရိုးအခြေအနေမှာကတော့အကောင်းဆုံးပုံစံကရင်ဘက်နဲ့တညီတဲ့ထားမယ်။လက်လေးတွေကိုသူ့ဟာသူနည်းနည်းလေးချဲပြီးတော့လက်ချောင်းလေးတွေကိုလည်းပုံမှန်အနေထားထားထားပြီးတော့ပေါင်းခြင်းဟာဒါအကောင်းဆုံးပုံစံဖြစ်တယ်။တတိယမိကုန်းကိုဆရာမူတီဟဆန်ကဖိချပေးပါဆရာ။မိတ်ဆွေတို့ကမိထားပါတယ်။နမတ်မှာအမှားတစ်ခုခု ဖြစ်သွားလို့စဂျီဒာဆဟဝဲထိုက်သွားတဲ့ပုံစံမှာ စကြည်သာစဟွယ်လှုပ်ဖို့လဲမိသွားပြန်တယ်ဆိုရင်နမတ်ကဘာဖြစ်သွားမလဲဆရာပိုင်ပါတလားဘစ်မ ില്ല ာဟ်ရဟ်မန်ရဟီမ်နမတ်ပတ်တဲ့နေရာမှာကျွန်တော်တို့အခုသတိထားရမှာပါလဲဆိုတော့ကျွန်တော်နမတ်အတွင်းထဲမှာနိုင်နာမယ့်အချက်လက်တွေဖာရာအစ်အချက်လက်တွေရှိတယ် ဝါဂျစ်အချက်လက်တည်ရှိတယ်အဲ့တော့နမတ်စင်မှာမိမာဝါရဆိုတာကအဲ့ဒီမိမာတဲ့အထဲမှာဖရက်စ်ပါလို့မရဖရက်စ်တကူတခုမိမာပြီးကြံသွားတယ်ဆိုရင်အဲ့ဒီဖရက်စ်ကိုကျွန်တော်စရာဆဝလို့ပြီးအစားထိုးလို့မရဖရက်စ်တခုကြံသွားတယ်ဆိုရင်ဟာလာအဲ့ဒီနမတ်ကပြတ်သွားနမတ်ပြီးသွားမှတည်တယ်ဖရက်စ်ကူအမှန်နမတ်မှာဖရက်စ်6ချက်ရှိတယ်မတက်ဘီတဲရီမာယူဆိုချင် ကျွန်တော်တို့နမတ်ကိုကြရမနဲ့မတရားပြီးဖတ်ချင်ဒီတိုင်းပဲဟာလာနမတ်ထဲမှာကေရာဒီယိုဆိုချင်ရူကူသွားခြင်းစညိတာသွားခြင်းဟာလာနောက်ဆုံးကေတာအခိရာထိုင်ခြင်းအဲ့ဒီ၆ချက်ပေါ့အဲ့ဒီမှာတစ်ချက်တစ်ချက်သူလွတ်သွားတယ်လွတ်သွားတော့ तू မဖြည့်လိုက်ဘူးနမတ်တွင်မှာအဲ့ဒီလွတ်သွားတဲ့တိုင်မှာ तू နမတ်ကိုဖတ်လိုက်တယ်ဆိုရင်တရားစဝယ်လုံးရင်လည်းအဲ့ဒီနမတ်ကမပိုင်ဘူးနမတ်ကလုံးဝပြတ်သွားဘာကြောင့်လဲဖရက်စ်လွတ်သွားတယ်အခု तू မှ तू မေးရတာမေ့သွားတယ်ဆိုတာအဲ့ဒီမေ့မာတယ်ဆိုတာဝါဂျစ်အချက်လက်မှာပဲရတယ် ကဲဝါဂျစ်အချက်လက်မှာအကဲလူတယောက်ကဟလာနေသွားတယ်ဝါဂျစ်အချက်လက်လွတ်သွားတယ်အဆရာဆောက်ဝယ်ကျွန်တော်တို့ပေးထားတယ်တတ်မှတ်ထားတယ်ဆိုတာလေအဲ့နမတ်ထင်မှာဝါဂျစ်အချက်လက်လွတ်သွားပြီဖြစ်စေဒို့မဟုတ်ရုကွန်တစ်ခုနောက်နေသွားပြီဖြစ်စေဟလာတို့အမားတစ်ခုတစ်ခုချွတ်ရင်ဝါတယ်အုံနာတင်ပြတဲ့အတိုင်းဖရော့အချက်လက်မဟုတ်ဘူးဆိုရင်အဲ့ဒီခါကျရင်အဲ့ဒီဝါဂျစ်အချက်လွတ်သွားလို့ဟလာရုကွန်တစ်ခုနောက်နေသွားလို့အဲ့ဒီပေါ်မှာ तू ကဘာလို့ခိုင်းလဲဆိုတော့နမတ်ကမပြတ်သွားဘူး ဆရာစပဲလို့ပြောအဲ့ရောက်လာတဲ့ဥစ္စာကိုအမဆရာစဝင်နဲ့ဖြည့်ခိုင်းဆိုတော့ဒါနဲ့ပတ်သက်တော့အလာဒူရီမုခ်တာရ်ချာနမအလာကျချင်းကသူဒီမဆလာကိုဘာရည်ရလဲဆိုတော့ဝလဟာဝါဂျဘာတွန်နမတ်အတွက်ဝါဂျစ်အချက်လက်တွေရှိတယ်လာတက်ဆူဒူဘီတာကီဟာဝါဂျစ်အချက်လက်လွတ်သွားလို့နမတ်မပြတ်သွားဘူးအခုနောက်ပြန်မိသွားတဲ့နေရာမာသွားတဲ့နေရာမှာအဲ့ဒီဝါဂျစ်အချက်လက်ဆိုရင် နမတ်ကတူမပြတ်ပါဘူးဟလာဝတူအာဒူဝဂျူဘန်ဖီလ်အမဒီဝဆဟဝီအင်လမ်ယစ်ဂျုဒ်လဟူအိုင်လစ်ဆဟဝီဒီမှာဒီဘာပဲလဲဆိုတော့အဲ့ဒီနမတ်ကိုအကဲဝါဂျုအချက်လွတ်သွားတဲ့နမတ်ကိုအကဲလူတော့ကဆရာဆဘယ်လို့တဲ့အောင်ဆရာဆဘယ်မလို့ပြတော့နမတ်ကိုဒီလိုပဲအဆုံးတက်လိုက်တယ်ဆိုရင်နမတ်ကိုအဲ့လိုပဲဖတ်လိုက်တယ်ဆိုရင်အဲ့ဒီနမတ်ကိုပြန်မလို့ဖတ်ချင်တာဝါဂျစ်ဖြစ်တယ်နမတ်ကိုပြန်ဖတ်ဒါပေမဲ့ဖရစ်တာဝန်တော့ကြည်သွားပြီဒီနမတ်ကိုသူပြန်ဖတ် ။ဘာဖြစ်လဲဆိုတော့အဲ့ဒီနမတ်ကိုဘယ်ချိန်ဖားမလဲဆိုရင်အချိန်အတွင်းထဲမှာဖား။တဝါဆိုအချိန်ဆိုဒုချိန်အတွင်းထဲမှာဒုချိန်မကုန်ငွေလေးမှာဒီနမတ်ကိုပြန်ဖားလိုက်။ပြီးတော့ဆက်ပြီးဒီပါတော့လဲဆိုတော့ဝအင်လမ်ယူအီဒဟာယကူနူဖာစိကာ။အဲ့တော့ဖေကာကျမ်းနေမှာရေးထားတယ်အကယ်၍ तू ကအဲ့ဒီအုံနာပြောလို့မဆလာမြည်တဲ့အချိန်ဆရာစပဲလွတ်သွားတဲ့လူတယောက်ကဆရာစပဲလို့ပြောနမတ်ကိုအဆုံးတတ်ပြီးတော့ဒီလိုပဲနေလိုက်တယ်။ဆိုရင် နမတ်ကိုသူကပြန်မဖတ်ခဲ့ဘူးဆိုရင်လည်းအဲ့ဒီဝါကျုပ်ကျွန်တော်တင်ပြသလိုဟာလာဝါကျုပ်ဖြစ်တဲ့ပြန်ဖတ်ဖို့ကမဖတ်ဘူးတော့နေလိုက်တော့အချိန်ပုံသွားပြီဆိုရင်သူဖြည့်လို့မရတော့သူဖြည့်ဖို့သူ့မှာအချိန်မရှိတော့ဘူးအဲ့ဒါပြီးသွားပြီဖြစ်တယ်ဒါပေမဲ့သူကိုယ်နဲ့ကဖြစ်မယ်ယကူလို့ဖာစကန်လို့တုံးတာကိုနာကပီရာဖြစ်မယ်ဆိုတော့အဲ့တော့အဲ့တော့သူအစ်စ်ဖာဖားရမယ်တော်ပါလောက်အောင်ဒီနမတ်ကိုအဲ့လိုဖတ်လိုက်တဲ့အတွက်ကြောင့်အဲအဲအချိန်တွင်းထဲမှာအခုနပြောသလို ဟလာဒရိယဟာငါဆရာဆောက်ဆောက်လုံးကိုကြံသွားတယ်ဗလားဆိုရင်အဲ့နမတ်ကိုပြန်ဖတ်လိုက်ဖတ်လိုက်တော့ဆိုရင်တာဝန်ကြည့်သွားမဖတ်ပြီးထားလိုက်ရင်ဖရက်စတောတာဝန်ကြည့်သွားမယ်ဒါပေမဲ့သူ့ဟာဒီဟလာဂျွာဂျစ်အကျိုးတာဝန်မကြည့်တဲ့အတွက်ကြောင့်အချိန်ကုန်သွားမှဆိုရင်သူပြန်ဖြည့်လို့လည်းမရတော့ဘူးသူကိုယ်နိုင်ကဖြစ်မယ်အဲ့တော့သူ့အတွက်သူဘာလုပ်ရမလဲဆိုရင်တော်ပါလို့ပါစရုပ်ထားမိဘကိုဆရာမုဖတီအဗ္ဒူလာက ဖြေချပေးပါဆရာမိတ်ဆွေတို့ကမိထားပါတယ် အကယ်၍လူတယောက်ဟာနေကာလုံးဝမလုပ်ဘဲနေတယ်ဆိုရင်ဂုဏထိုက်ပါသလားဆရာတဲ့ဘစ်မလာဟီရာဟ်မာနီရာဟီမ်ဘူခါရီဂျမ်းမဟာဒီသ်တော်လာရှိတယ်ဝအတဇောဝဂျွန်နီဆာအဖမရဂီဘအန်ဆွန်နတီဖလိုင်ဆာမင်နီတမန်နမြတ်ဆလလောဟူအလိုင်ဝဆလမ်မိတ်တော်မူတယ်ငါတမန်တော်ဟာအမျိုးသမီးနဲ့နေကာလုပ်အကျဉ်သူဟာဒီနေကာလုပ်ခြင်းကို ငါရဲ့ဒီဆွန်နတ်ကိုကြောခိုင်းမယ်ဆိုရင်ငါရဲ့လမ်းစဉ်တွေကမဟုတ်ငါရဲ့လမ်းစဉ်အနောက်ကိုလိုက်တဲ့လူတွေကမဟုတ်အဲ့လိုပဲဘုခါရီနဲ့မွတ်စလင်ကျမ်းမှာဟာဒီသ်တော်နောက်တစ်ပုဒ်လာရှိတယ်ယာမအရှရရှဘာမနစ်တတောအမင်ကုမ်ဘာအဖလယတဇဝဂျ်အိုလူလင်မျိုးအပေါင်းတို့အတင်တို့ဟာနေကာလုပ်ဖို့တတ်နိုင်တယ်ဆွမ်းဆောင်နိုင်တယ်ဆိုရင်အတင်တို့နေကာပြုလုပ်ကြပါဟုတ်လားအဲ့တော့ဒီနေကာလုပ်လို့နိုင်တဲ့လူကနေကာလုပ်ပါ နေကာလုံးလို့နိုင်နေဆိုတာဘာကိုပြောလဲနံပါတ်၁ကတော့အမျိုးသားတို့မှာရှိတဲ့တဘာဝအင်အားသူစီမှာရှိရမယ်နေကာလုံးဘုဒ္ဓဒီအင်အားသူမှာရှိရမယ်အဲ့ဒီတိုင်းမှာအမျိုးသမီးကိုမဟာပေးဖို့သူမှာရှိရမယ်အမျိုးသမီးရဲ့ဘဝကိုတာဝန်ယူနိုင်တဲ့အဲ့လိုမျိုးဝင်ငွေအဲ့လိုမျိုးဟလာဒီပိုင်ဆိုင်မှုငွေချေးဥစ္စာသူမှာရှိရမယ်အမျိုးသမီးတယောက်ကိုအိမ်တစ်ဆောင်မီးတစ်ပြောင်သို့မဟုတ်ဟလာသမင်းဝါးဝါးခါလာလာစသဖြင့်ဒီလိုပုံစံမျိုးထားနိုင်တဲ့ဟာတွေအားလုံးရှိတယ်ဆိုရင် အဲ့ဒီလူလူပြောတာနေကာလောက်လိုက်ပါပလျက်တဇဝတ်နေကာလောက်လိုက်ဘာဖြစ်မလဲဖအင်နဟူအဂဒူလလ်ဘဆာဝအဟ်ဆန်လလ်ဖာဂျ်အဲ့သူရဲ့မျက်လုံးကဒဇိန်အမျိုးသမီးတွေကိုကြည်ကျင်တဲ့ဒီစိတ်တွေကြည်တဲ့မျက်လုံးတွေကဖုံးအုပ်ပြီးသားဖြစ်သွားမယ်အဲ့ဒီတိုင်းမဲ့သူရဲ့ဒီအရှက်အင်္ဂါကလည်းမလိုအပ်တဲ့နေရာတွေမှာအတုံးမပြူတော့ပဲဂုဏတွေကနေရှောင်ရှားနိုင်မယ်နော်အဲ့တော့ဝမလမ်ယစ်တတ်ဖာလိဟိဘစ်ဆောင်း အကယ်လို့အခုနပြောတဲ့အမျိုးသားမှဒီအင်အားတော့ရှိတယ်ဒါပေမဲ့မဟာတေမို့လည်းမရှိဘူးစားဖို့ကျွေးဖို့လည်းမရှိဘူးထားဖို့လည်းမရှိဘူးသူအမျိုးသမီးတယောက်ကိုတာဝန်ယူနိုင်တဲ့ပတ်စံအဝင်ငွေမျိုးလည်းသူ့မှာမရှိဘူးအခြေအနေမရှိဘူးဆိုရင်တော့ဟာလာသူအနေနဲ့ဘာလို့မလဲရူဇာထားဘောမလမ်ယစ်တတဖာလေးဟိဘီဆောမ်ရူဇာထားမယ်ဖအင်နဟူလဟူဝီဂျာဒီရူဇာထားလိုက်ပြီးဆိုရင်ဒီတဖြည်းဖြည်းနဲ့သူ့ရဲ့ဒီစိတ်တွေလည်းတဖြည်းဖြည်းယော့သွားအာအဲ့တော့ အခုဒီဟာဒီစေကနေတီးရတာကလူတယောက်မှာအခုနပြောတဲ့နေကာလုံနိုင်တဲ့အရေးချင်းတွေရှိတယ်ဆိုရင်သူနေကာလုံရမယ်လှုပ်ချင်ကြတဲ့တမန်တော်ရဲ့ဆွန်နဲ့ဖြစ်တယ်နော်အဲတော့ဖိုကာဟာဓမ္မတပညာရှင်တွေကပြောလဲဆိုတော့လူတယောက်ကနေကာလုံဖို့အတွက်အခုနပြောတဲ့ဒီဟာတွေအားလုံးရှိတယ်ရှိပြီးတော့ရှိမဲ့ဆိုရင်အဲ့ဒီလူအပေါ်မှာနေကာလုံချင်ကဝါဂျစ်အကယ်လို့ဒီနေကာမမလုံဘူးဆိုရင်သူဟာဇင်နာဘက်ကိုဇင်နာဘက်ကိုတောလိုက်နိုင်တဲ့အနေအထားရှိတယ်ဆိုရင်သူ့ဘက်မှာဖရက်စတာတဖြစ်ဒီလိုတတ်မှတ်ထားတယ် အကယ်လို့ဓာရီအားလုံးကသူ့မှာရှိတော့ရှိတယ်ရှိပါလျက်နဲ့နေကမလို့ဘူးဆိုလဲစင်နာကိုသွားနိုင်တဲ့အနေထားမျိုးမဟုတ်ဘူးဆိုရင်တော့သူကဆွန်နတ်ကိုလွတ်တဲ့လူတယောက်ဖြစ်တယ်ဆွန်နတ်ကိုကြောခိုင်းတဲ့လူတယောက်ဖြစ်တယ်ဒီလောက်ပဲပြောလို့ရမယ်အကယ်လို့သူ့စိတ်အနေထားသူတည်တယ်နေကလောက်ပြီးတော့အမျိုးသမီးရဲ့အခွင့်အရေးတွေသူဘာမှမပေးနိုင်ဘူးတကယ်လူချမ်းစိတ်ချမ်းဖြစ်တဲ့အကယ်လို့ယူပြီးတော့သူ့မတော်မတရားညှင်းပန်းနှိပ်စက်နိုင်တဲ့အနေထားမျိုးဖြစ်နေတယ်နော်အဲ့လိုလူပေါ်မှာနေကလောက်ခြင်းဟာလား အဲ့တော့နေကမလုတ်တယ်လူတယောက်ကတတလုံးနေသွားခြင်းကအပြစ်ထိုက်ပါသလားဆိုတော့မေဘုံကိုပြန်ကောက်ပြောရရင်နော်အခုနပြောတဲ့ဒီအခြေအနေတွေအားလုံးကိုယ့်ကိုယ်တုံ့တန်ဥဟာဘလိုလူအနေထားလဲအခုနပြောတဲ့ဒီအင်အားတွေသူ့မှာရှိတာလားဒီစွမ်းဆောင်ရည်တွေသူ့မှာရှိတာလားနော်အဲလိုနေကမလုတ်ဘူးဆိုစင်နာကိုသွားလိုက်မလားဒါတွေအားလုံးကိုခြုံငုံပြီးတော့အခုနပြောတဲ့သူ့ရဲ့အမိတ်ပညာချက်တွေကလည်းအခုနကျွန်တော်ပြောပြသလိုအတီးတီးကွဲပြားသွားမှာဖြစ် ပြင်ဆမမိကုံကိုဆရာမူတီဟဆန်ကဖြစ်ကြပါပါဆရာမိတ်ဆွေတို့ဦးကမိထားပါတယ်ဂုဏတစ်ခုကိုကျူးလွန်တာများပြီးအဲ့ဒီဂုဏကိုမလောက်ရမနေနိုင်တော့တဲ့အထိအကျင့်ဆွဲသွားတယ်ဆိုရင်ဘယ်လိုပြန်ပြီးဖြောက်ဖြက်ပြည့်ရမလဲဆရာကြီးလန်းလေးတင်ပြပေးပါบิสมิลลาฮิรเราะห์มานิรเราะฮีม قال رسول الله صلى الله عليه وسلم كل بني آدم خطاء وخير الخطائين التوابون أو كما قال رسول الله صلى الله عليه وسلم أبو فلاي ده حديث ما جنرو يه نبوا غوما وكرمة صلى الله عليه وسلم غا با أميشي لسر كل بني آدم خطأ အာဒမ်ရဲ့တာရမီတွေတဘောကလူသားတွေလူသားရယ်လို့မှတ်ကန်တယ်လူသားဖြစ်လာပြီဆိုရင် လောကမှာလူရယ်လို့ဖြစ်လာပြီဆိုရင်သူကအမိမာတွေကျွလွန်အဲ့တော့ခတ်သွားဆိုတဲ့စကားလုံးကဒီမှာတုံးလာတဲ့စကားလုံးကသူကဟလာဖအားလို့နေဝဇန်ဘောကျွန်တော်တို့အာရဘီဂရမာမှာဆိုရင်မြောက်များတော့အများကြီးသူကျွလွန်ခဏခဏသူကျွလွန်ဆိုတော့ပြောချင်တာလူတယောက်ကသူ့ထဲမှာ တခါတခါလူဟာလောကမှာမာဟောလ်ကြောင့်ဂုဏတွေဇက်တိုက်ကျွလွန်တာတွေရှိတယ်။ဒါမှမဟုတ်သူ့ရဲ့တကူရည်ကြောင့်သူ့ရဲ့ nafs ကိုမထိန်နိုင်လို့ခြေတာအနောက်ကိုပါပြီးဂုဏတွေမြောက်များစွာကျွလွန်မိတယ်။အဲ့လိုမျိုးကြုံတတ်လူဟာ။အဲ့တော့အဲ့လိုဂုဏတွေမြောက်များစွာကျွလွန်မိခြင်းဟာဟလာဒါသူ့ရဲ့ဟလာဖီတရတ်မာကသူကဂုဏကျွလွန်တဲ့အာသက်ရှိတဲ့အတွက်ကြောင့်တော်နယ်ကဘာပြောလို့ဆိုကျွလွန်မိမယ်။ ဒါပေမဲ့အဲ့ဒီကျူးလွန်တဲ့အထက်မှာအကောင်းဆုံးကျူးလွန်တဲ့ပုံကောခိုင်းလို့ခတ်သွားအီနဲ့တောက်ဝါဘူးအဲ့တော့အလိုအမေမာတွေလှုပ်ပြီးလှုပ်ပြီးတိုင်းမှာတောပါအမန်းဝခံတဲ့ပုံကောအကောင်းဆုံးပုံကောဖြစ်တယ်ဟုတ်မမေကမမေရတာကိုနာတွေကိုကျူးလွန်ရင်းနဲ့အာဘက်ပါဖြစ်သွားတယ်သူအကျင့်မှာဖြစ်သွားတယ်အဲ့တော့မွတ်စလမန်တယောက်ကစစ်မှန်တဲ့မွတ်စလမန်တယောက်ကသူဂုနာကဗီရာတစ်ခုကျူးလွန်ပြီးသွားရင်တောပါမလုပ်တော့သူမနေဘူးတောပါလှုပ်ကိုလှုပ် တော်ပါလုတ်ကိုလုံးမှာအဲ့တော့လူတယောက်ကဂုဏဘလောက်ပဲကျူးလို့နေပါသည်ဂုဏလုတ်ပြီးတော့သူတော်ပါလုတ်တယ်ဆိုရင်အဲ့တော်ပါလုတ်ဖို့လေသူစစ်သူချက်ကိုလုံးထိုင်တော့နောက်ထပ်ဂုဏကျူးလို့မိတယ်ဆိုရင်ပြဿနာမရှိဘူးအဲ့ဒီပုဂ္ဂိုလ်ကတော်ပါရဲ့တော်ပါလုတ်တဲ့ပုဂ္ဂိုလ်ရဲ့စေနာမှာသူပါနေမယ်အဲ့ဒီပုဂ္ဂိုလ်ကဂုဏကပိတာကိုဇက်တိုက်လုတ်တဲ့ပုဂ္ဂိုလ်ရဲ့စေနာမှာသူမပါဘူးအဲ့တော့ဂုဏကိုတော်ပါမလုတ်ပြီးဂုဏဘုံမှာဇက်တိုက်လုတ်နေခြင်းကဒါတော်တော်ဆိုးရွားတဲ့ကိစ္စတူဖြစ်တယ်တော်တော်ကြောက်စရာကောင်းတယ်ဆိုတော့ဒါကြောင့် ဟာလာအကဲလူတယောက်ကအမေရတူကနာချူလို့နဲ့ပေါ်ပါလို့နဲ့ပြီးတော့ပြန်လို့တယ်ပြန်ပေါ်ပါလို့တယ်ဒါနဲ့ပေါ်ပါလဲပေါ်ပါရဲ့စီကညာနဲ့ကန့်ညီရပေါ်ပါဆိုရတဲ့ပေါ်ပါမှာစီကညာတွေရှိတယ်အဲ့ဒီစီကညာနဲ့တန့်ညီအောင်သူပေါ်ပါလို့တယ်ဆိုရင်အဲ့ဒီမှာအဲ့ပေါ်ပါရမှာအတိကစီကညာကြပါလဲဆိုတော့ကိုလှုပ်ထားတဲ့ကနာတွေပေါ်မှာအလတ်ရှိမှာဆက်ကြောက်ပြီးတော့နဒါမဖြစ်ရဆက်ပြီးတော့အလောက်ကိုဆက်ပြီးတော့ဟာလာအလောက်ကိုပြီးတော့ဂတိခံရမယ်ဒုတိယချက်ကရလတ်ဒီကနာကိုကျွန်တော်တော့ဘရောမှမလုပ်တော့အလောက်ဂတိပေးရမယ် ပြီးသွားရင်ဟာလာနောက်တစ်ခုကပါလဲဆိုတော့အဲ့ဒီဂုဏကဘာကြောင့်ဖြစ်တာလဲမဟာကြောင့်ဖြစ်တာလားတကယ်ကြီးအပေါင်းကြောင့်ဖြစ်တာလားအဲ့တကယ်ကြီးအပေါင်းအဲ့ဒီမဟာလို့ဘာလို့ရမလဲစွန့်လိုက်အောင်ဂုဏဖြစ်တဲ့ဘာကြောင့်နောက်တစ်ခုကဂုဏရဲ့တက္ကသပေါ်လာတဲ့ခါကျရင်ကိုယ့်ကိုထဲရဂုဏမလုံးမိအောင်ကိုယ့်ကိုထဲရမယ်အဲ့ဒီအချက်လက်တရှိတာအခုဒီမှာသူပြောတဲ့ဂုဏကနေအာတက်ဖြစ်တော့ဘယ်လိုလွတ်မလဲအဲ့တော့ဟာသာနီရဟမ်တူလေးကဘာပြောလဲဆိုတော့လူတယောက်ကဟလာ ဂုဏပေါ့ရှရီယတ်ကတတ်မှတ်ထားတဲ့ဂုဏဟူသမျှအပိဖြစ်အကြည့်ဖြစ်ဟာလာဂုဏကဘီရာတွေသူရဲ့စိုးစိုးနှမျိုးရှိသက်သာနေပါတဲ့ဒုနီယာဝီစိုးစိုးရဲ့အခရဝီစိုးစိုးရဲ့အလူတဲကသူ့ကိုယ်သူတိရမှာဂုဏရဲ့အာဒတ်ဖြစ်နေပြီဆိုရင်ငါဘာလုပ်ရမလဲတော်သက်သာနေပြောတယ်အော်သူဘာလုပ်ရမလဲသူ့ကိုယ်သူအရင်ဟာလာသူဟာလာသူ့ကိုယ်သူအရင်ဟိမတ်တတ်တိမွေးရငါဒီဂုဏကိုတော့မလုပ်တော့ဘူးအခုနောက်တော့ဘာလုပ်တဲ့ခါမှာအဲ့ဒါပါတယ် ဟာလာကျွန်တော်ဒီဂူနာတော့မလုပ်တော့ဘူးအလောက်ဂရိပေးရပြီးရင်ပါလောက်ရမယ်သူတက်တိမွေရမယ်အဲ့ဒီဂူနာရဲ့တက်ကတော့ဖြစ်လာသူ့ကိုယ်သူထဲရသူ့ကိုယ်သူထဲရပြီးတော့ပါလောက်ရမယ်ဆိုရင်ဂူနာရဲ့စိုးတိုးတွေကိုသူစဉ်းစားရမယ်သူဂူနာရဲ့စိုးတိုးဒုညာကြီးစိုးတိုးပါတယ်ရှိတယ်ဥမာဂူနာလို့တဲ့ပုံကိုရပြည့်ရိုစီမှာဟာလာပြဿနာတွေတက်လာမယ်သူရဲ့ကျမ်းမာရေးမှာပြဿနာတွေပေါင်းဝင်ချင်းမှာပြဿနာတွေတက်လာမယ်ဂူနာရဲ့လုံဆက်တွေပေါ့သူ့ထဲမှာသူခံစားရတယ်အဲ့ဒါအဲ့ဒီစိုးတိုးတွေကိုစဉ်းစားနောက်တစ်ခုဂူနာကြောင့်ဟာလာမိမိရဲ့တိတ်ခါတွေဟာလား ပြတ်တုံးသွားတယ်အဲ့ဒါတွေသူစဉ်းစားရတယ်စဉ်းစားရတဲ့ခါကျလူတွေကသူ့ရဲ့နှုတ်ဆန်းတွေကိုစဉ်းစားလာတာများလာတဲ့ခါကျရင်နှုတ်ဆန်းဖြစ်စင်မဲ့တိတ်ဆတဲ့ကူရှောင်းနေအဲ့တော့ဂုဏကသူ့ကိုအန်ရပေးနေပြီဆိုရင်သူဂုဏကနေရှောင်းနေတဲ့စိတ်တွေဖြစ်လာဒါသူ့ကိုသူပြင်ဆင်ရမှာဒါသူ့ကိုသူဒါတွေလက်ချင်ရနောက်တစ်ခုကအိုခရဝီဆိုဂျူအခရတ်မှာအလ္လာဟ်တလာဘလို့အရေးယူမလားဂုဏတွေနဲ့ပတ်သက်ပြီးဘယ်ဂုဏလုံးရင်သူဂျဟန္နမဘာအဇာဘခံမယ်အဲ့ဒါတွေသူစဉ်းစားဒါတွေသူစဉ်းစားသုံးသပ်ပြီးတော့သူဘာလုပ်ရမလဲသူ့ကိုသူပြင်ဆင်ရမှာ နောက်တစ်ခုကဘာလဲဆိုတော့အဓိကဘာလဲဆိုတော့ကိုယ်ပုံလိုက်ကဝနာကိုစွတ်မယ်ဆိုတော့အာတိတဟလာဆုံးဖြတ်ချက်ပပိုင်နိုင်ချပါတော့တစ်ဖက်ကအလတ်ဒီမှာလည်းတော့တောင်းမယ်ရလာကျွန်တော်ကိုနာရီကနေရှောင်းနေတဲ့တော်ဖစ်အလတ်ကျွန်တော်ကိုချင်းမြတ်ဖို့အလတ်ကတော့လည်းတောင်းမတစ်ဖက်ကသူတက်တိလည်းမွေးမယ်အခုနောက်ပြောတော့အဲ့ဒီကိုနာရီရဲ့ဆိုးကြိုးတွေကိုသူစဉ်းစားမယ်ဟလာအဲ့ဒါတွေသူအကြေးအဲ့လိုလုပ်ပြီးတော့သူ့ကိုယ်သူဟလာဟလာရာဇာလုပ်သွားမယ်တောင်းချက်ချင်းကြီးတော့သူလုပ်ဖို့မရှိဘူး အဲ့လိုလောက်ရင်လောက်ရင်နဲ့ဟာလာတပတ်ကြာနှစ်ပတ်ကြာတစ်လကြာတော့အတိုင်းလာတစ်ခုရောက်လာရင်ကိုနာတဲ့ကသူလွတ်သွားနောက်ခုအကောင်းဆုံးကဘာလဲဆိုတော့ကိုနေတဲ့ကိုနေတဲ့မြို့ရဒေသတွေမှာဟာလာအဲလူလာတွေရဲ့ဆိုဘတ်ဟာလာသူတော်တွေရဲ့ဆိုဘတ်ဟာလာသူတော်ကောင်းတွေရဲ့ထိုင်ဝိုင်းတွေမှာအချိန်ပေးရဟာလာခန်ကာရဲ့အစီအစဉ်တွေရှိမယ်ဟာလာအလာဝလာတွေရဲ့အစီအစဉ်အဲ့မှာတွားပြီးတော့အချိန်ပေးမယ်အဲ့ဒီမှာထိုင်ရင်လည်းကောင်းတဲ့ဆိုဘတ်မှာနေရင်လည်းလူရဲ့နှလုံးသားကအဲ့ဒီအကောင်းတဲ့ဘက်ကိုဟာလာရင်းရိုင်လာပြီးတော့မကောင်းတဲ့ဂုဏတွေကနေကျွတ်သွားမယ် ဟလာအကြောင်းကံထဲမှာလည်းအဲ့ဒီကောင်းတဲ့ထိုင်ဝင်လည်းပါတယ်ဒါဆိုအဲ့ဒီမှာသူအချိန်ပေးမယ်နောက်ထပ်ကိုအကီသက်ရှိတဲ့ဟလာတကယ်အလာဝလာတွေရှိမယ်အဲ့ဒီအလာဝလာတွေမှာကိုကချစ်ကပ်ပြတော့ကိုရဲ့အနေထားကိုသူ့တင်ပြပြတော့ဟလာသူ့ဘက်ကနေမှကိုလမ်းညွှန်မှုတွေပေးမယ်အဲ့ဒီလမ်းညွှန်မှုအတိုင်းလည်းကိုရှောက်မယ်ဆိုရင်ရှာလောက်တာလာအခုနဟလာလုံးဝအယိုးဆွဲနေတဲ့အဲ့ဒီဂုဏဟလာဘာဂုဏမှာဘာဂုဏမှာဆိုအလာသူ့ကိုဟလာအဲ့ဒီကနေလွတ်မြောက်မှုအလာသူ့ကိုချိမယ်သူကအဓိကပါလဲဆိုတော့ ဟလာအဂထာနီယဘာပြောလဲဆိုလူတယောက်မှာအလ္လာဟ်တလာအေချင်းဟလာနှစ်ခုပေးတာတယ်ကျွန်တော်ကတစ်ခုပဲအုံချတယ်အုံချတယ်တခုအုံမချတခုကဘာလဲဆိုတော့လုတ်ပိုင်ွက်အလုံးတခုကိုလုတ်ပိုင်ွက်အလ္လာဟ်ကျွန်တော်တို့ပေးတာတယ်အစ်တရာရီလို့ခေါ်တယ်အစ်တရာရီအူမူလို့ခေါ်တယ်အဲ့တော့ကျွန်တော်လုံနိုင်တယ်လို့အဲ့ဒီကမလုတ်ဘဲနဲ့နေလို့နိုင်တယ်ကျွန်တော်မလုတ်ဘဲနဲ့နေလို့နိုင်တယ်နှစ်ခုလုံးအလ္လာဟ်ပေးတာတယ်ကိုနာကိုလုံနိုင်တယ်လို့ကိုနာကိုမလုတ်ဘဲနဲ့နေလို့ရတယ် အကျွန်တော်ကဂုဏကိုလောက်ပြီးတော့မလောက်တဲ့ဥစ္စာကိုကျွန်တော်ကဘာလဲမကျင့်တော့ဂုဏလောက်တော့ပဲကျွန်တော်အဲ့ဒီနောက်ကိုပါသွားတာမလောက်ဘူးလို့လည်းကျွန်တော်နေလို့ရဘာကြောင့်လဲတခါတခါအလောက်ကိုဟာလာအလောက်ကိုကြောက်ပြီးတော့လူကဂုဏကနေရှောင်းတယ်နောက်ဆုံးသူအလောက်ဟာလာဂတိပြုရရလာကျွန်တော်အသက်ပါသွားပါသည်ကျွန်တော်ဂျန်ဆုံးဆုံးသွားပါသည်မာလ်ဆုံးဘာပဲဆုံးတော့ကျွန်တော်အလက်နာဖော်ဝင်ကျွန်တော်မလောက်ဘူးအဲ့ဒီပုံမှာသူကုရ်ဘာနီပေးလိုက်တယ်ဆိုတော့အဲ့ဒီဂုဏကိုရှောင်းရင်းနဲ့အဲ့ဒီပုံကိုအလ္လာဟ်မိတ်ခံသွားရင်အလ္လာဟ်သူ့ရှိတ်ဒီရဒရဂျာပေး အဲ့တော့သူအလားရှိတဲ့တရားပါပေးမယ်ဆိုတော့ဒါကိုယ့်ရဲ့စိတ်ပဲအဲ့တော့မရှောင်နိုင်ဘူးဆိုတာတော့မရှိဘူးဒါကိုယ့်ရဲ့စိတ်ကိုပဲကိုပြုပြင်ပြီးတော့ဟာလာအလားဒီမှာတဖက်ကတော့လည်းတောင်းမယ်အခုနပြောတဲ့အချက်လက်ဒီမှာအကဲရှာလောက်သားလားအမလုတ်သွားမယ်ဆိုရင်အဲ့ဒီဂုဏကနေသူလုတ်သွားတဲ့အကြောင်းရှိတယ်အလားသားလားဟာလာတော်ဖစ်ချင်းမပေးတော့ဘူးနောက်ဆုံးမေးဖို့ဆရာမူတီအဗ္ဒူလာကဖြေချပေးပါဆရာအလူသမီးတူကမိထားပါတယ်ဂျမဆူရာဘကရာကိုနေ့တိုင်းဖတ်ပါတယ်ဆရာ အဲ့ဒါတချို့လူတွေကအဲ့ဒီစူတာကတအားဆူးရှာတယ်နေ့တိုင်းဖက်လို့မရဘူးလို့ပြောလာလို့ပါသူတို့ပြောတာမှန်ပါသလားဖြေချပေးပါအဲ့ဒီစူတာကိုနေ့တိုင်းဖတ်တင်ပါသလားတဲ့ဘစ်မလာဟီရာဟ်မန်ရာဟီမ်မု슬လင်ချမလာရှိတယ်အန်အဘီဟူရိုင်ရာရာဒီအလာဟူအန်ဟူအန်ရာဆူလ ullah ဆလလာဟူအလိုင်းဝဆလမ်ကောလ်လာတဂျအလူဘူယူတကွမ်မကာဘီရာ ان الشیطان ينفر من البيت الذي تقرا فيه سوره البقره အဲ့တော့အတင်တို့ရဲ့အိမ်ကိုတဲ့ကဘာတင်းကြိုင်းပုံစံမလုပ်ထားပါနဲ့တဲ့။ဘာဖြစ်လို့လဲ။ဟလာဘဲအိမ်မှာစူရာဘကရာဖတ်တယ်။အဲ့ဒီအိမ်ကနေရှိုက်တန်ထွက်ပြေးတယ်။အဲဒီကနေဘာသိရလဲဆိုတော့စူရာဘကရာဖတ်တဲ့အိမ်ကနေရှိုက်တန်ပြေးတယ်။စူရာဘကရာဖတ်ခြင်းရဲ့ကောင်းကျိုးကိုဒီဟာဒီသ်ကနေသိရတယ်။အဲ့လိုပဲ။ على بخاري جامع حديث دبو العشيرة أن أبي مسعود رضي الله عنه قال قال النبي صلى الله عليه وسلم من قرأ بالآيتين من آخر سورة البقرة في ليلة كفتاه أجين دوها نيا بانغو سورة بقرة آية ناوسون آيات تامي سوين تو تا أري نيا غا لون لاو دواري دبوغا سورة بقرة آية ما شيرة اغناغا سورة بقرة آيه دبو لون بطا بي بيوري اغوغا سورة بقرة آية اسي بانده خوب အဲ့တော့အစိမ့်အပိုင်းရဲ့အကျိုးကျေးဇူးရှိတယ်ဆိုရင်တပုတ်လုံးမှလည်းအကျိုးကျေးဇူးရှိတယ်။အဲ့ဒီတိုင်းပဲကျွန်တော်တို့သိတယ်အာယတုလ်ကူရစီဒါလည်းဆူရာဘကရာထဲမှာရှိတယ်။တော်တော်ကောင်းတဲ့အရာတစ်ခုဖြစ်တယ်။အဲ့တော့အာယတုလ်ကူရစီနဲ့ပတ်သက်ပြီးတော့လည်းပဲဘူခါရီကျမ်းမှာပဲဟာဒီသ်တော်လာရှိတယ်။တမန်တော်မြတ်ကြီးဆလ္လာလာဟူအလัยဝဆလမ်မိတ်တော်မူတဲ့အီဇာအဝိုက်တာအီလာဖီရာရှီကာဖကရာအာယတုလ်ကူရစီအကယ်လို့အဲ့ရတဲ့ဝင်တော့မယ်ဆိုရင်နဲ့အာယတုလ်ကူရစီကိုဖတ်ပါတဲ့။ လိုင်းရဇာလာမင်အလ္လာဟီဟာဖီဇန်အာယတုလ်ကူစီဖာမဆင်အလ္လာဟ်ဘက်ကနေထိမ့်သိမ့်ဆောက်ရှောက်ဖို့တဖရစ်စတာလုပ်ပေးလိုက်။တဘောကအလ္လာဟ်ဘက်ကနေထိမ့်သိမ့်ဆောက်ရှောက်မှုကိုရရှိမယ်။ဝလာယကရဘူကရှိုင်တာနန်ဟတ်တာတုစဘီဟာမနမိုးလင်းတဲ့အချိန်သူ့နာကိုရှိုင်တာမကတ်တော့ဘူး။အဲရှိုင်တန်အကြောက်ဆုံးအာယတ်လည်းဖြစ်တယ်။အဲ့တော့ဒီဆူရာဘကရာလေးမှာဒီအာယတုလ်ကူစီရှိတယ်။ဥနာကဒီအလားနောက်ဆုံးနှစ်အာယတ်တကယ်ကိုမြင့်မြတ်ထွန်းမြတ်တဲ့အာယတ်တွေရှိတယ်။ဆူရာဘကရာတဘုတ်လုံးဖတ်ခြင်းရဲ့ ဒီထွန်မြတ်မှုရဲ့ဟာဒီသ်တွေလည်းရှိတယ်ဆိုတော့ကဒီဟာဒီသ်တွေအားလုံးကနေသိရတာကစူရာဘကရာကတကယ်ကောင်းတဲ့ဟာဖြစ်တယ်ဘလောက် များများဖတ်လဲအဲ့လောက်ကောင်းတယ်နေ့စဉ်ဖတ်ရင်ပိုကောင်းတယ်ဒီအာဥနာအာယတ်ကိုကိုစီကိုနေ့စဉ်ဖတ်ခိုင်းတယ်အဲ့လိုပဲဒီဥနာအာယတ်ကိုလည်းညာဘက်ကိုနေ့စဉ်ဒီနောက်ဆုံးအာယတ်ကိုဖတ်ခိုင်းတယ်အဲ့တော့မိဘမမိသားတာက နေ့တိုင်းဖတ်ရင်ဟာလာအဆယ်များသွားမယ်အဆယ်ဆူးရှသွားမယ်နေ့တိုင်းမဖတ်တင်မှုဒီလိုပြောနေတယ် အမှန်ကတော့ဒါလုံးဝလွဲမှားတဲ့ဇာတ်ဖြစ်တယ်အဆရများတဲ့သူရှားတဲ့သူပူတော်ကောင်းတာပေါ့အဆရများဝိုင်းမကောင်းတော့ဘူးဆိုတဲ့အသေးပဲပုံစံဖြစ်နေတယ်အဆရကဘလောက်များလဲဘလောက်သူရှားလဲအလောက်အကျိုးရှိမဲ့အရာဖြစ်တယ်အဲ့ဖြစ်နိုင်မယ်ဆိုရင်ဦးနာပြောတယ်နေ့စဉ်ဖတ်ခြင်းကပူပြီးတော့ကောင်းတယ်မိဘမှမေးထားတယ်လို့မျိုးဟာလားနေ့စဉ်ဖတ်ခြင်းမကောင်းဘူးဆိုတဲ့ဟာကဒါမာယွန်းတဲ့အယူဆတစ်ခုဖြစ်တယ်အယ်ဟမ်ဒူလ illah ဖြစ်ကြပြီလို့ဆရာပြောလို့အလ္လာဟ်တအလာ နာထာနာဆလုံးမှာကောင်းတော်ဆာမြချင်းမြင်ပြီးတနာတော်ဘုရားစီအာနာစင်ကြည့်ရှုနေတဲ့မိတ်ဆွေများကိုလည်းအလ္လာဟ်တာလာကြားတိရတဲ့ပုံမှာအာမင်လုံနိုင်တဲ့တော်ဖီချင်းမြင်ပြီးတနာတော်ဘုရားစီမိတ်ဆွေများခင်ဗျာဒီတစ်ပတ်တော့ဒီလောက်ပါပဲအင်ရှာအလ္လာဟ်ရှေ့ပတ်မှာပြန်ဆုံကြမယ်ဆလာမ်အလိုင်ကွမ်ဝါရဟ်မတ်တူလာဟီဝါဘာရကာတူ